ရှမ်းပြည်နယ်မြောက်ပိုင်းတီဘောမြို့ကိုပြန်လည်သိမ်းယူနိုင်ခဲ့တဲ့စစ်တပ်ဟာတီဘောပန်လုံနမ်မတူလမ်းပိုင်းကနေနမ်မတူမြို့ဘက်ကိုထိုးစစ်ဆင်ဖို့လေကြောင်းနဲ့ရှေ့ပြေးတိုက်ခိုက်တာတွေရှိနေတယ်လို့ဒေသခံတွေကပြောပါရယ်ခွန်စော်ဦးပေးပို့ထားတာပါရှင် TNNI တန်းတက်ကတနစ်ကြော်ကြာထိန်းချုပ်ထားတဲ့မြန်မာတရုတ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်ကရှမ်းပြည်နယ်မြောက်ပိုင်းတီဘောမြို့ကိုစစ်ကောင်မရှင်တက်ကဒီလ18ရက်နေ့မှာပြန်လည်သိမ်းယူနိုင်ခဲ့ပါတယ်အဲ့ဒီနောက်တီဘောမြို့ကိုအခြေပြုပြီး တီဘောပန်လုံးနံပါတူလမ်းပိုင်းကနေတရန်နန်နေတအန်းတက်တင်ပိုက်ထားတဲ့နံပါတူမြို့နယ်ဘက်ကိုမြေပြင်ထိုးစစ်ဆင်နိုင်ဖို့လေကြောင်းနဲ့ရှေ့ပြေးတိုက်ခိုက်တာတွေရှိနေတယ်လို့ဒေသခံတွေကတုံ့တက်ပြောဆိုနေကြပါတယ်ကျောင်းကတော့ဟိုနံပါတ်2ဖက်ကတော့ထိုးနေကြ။လင်းရည်လည်းမနေရလာချတော့တယ်နံပါတ်2က7နိုင်10မိနစ်လားမသိဘူး။3နေရတိကျမယ်။နေ့နေ့လေးပဲကျွန်တော်ကောင်းပေါ်နေဖြတ်တော့လိုက်တာ။တီဘောမြို့နယ်နဲ့နံပါတ်2မြို့နယ်ဟာမိုးတေချောင်းပဲခြားပြီးနေမြင့်ချင်းထိစပ်နေတာပါ။ စစ်ကောင်ရှင်တပ်ဟာလွန်ခဲ့တဲ့ရက်ပိုင်းကလေးကမိုးတေချောင်းတန်းကို ရောက်ရှိနေပါတယ်။လက်ရှိနမ်တူမျိုးကိုထိန်းချုပ်ထားတဲ့ TNN နေတအန်းတပ်ဟာမြို့ပေါ်ကနေဒီအော်တိုဘာလဆန်းကလေးကဆုတ်ခွာသွားတယ်လို့ဒေသခံတွေကပြောပါတယ်။နမ်တူမှာလည်းဒီယုံကတော့သူတို့စားရစားရယ်ကုန်သိမ်းလာတာ။တီဘောမျိုးနဲ့ကရက်ရှိတဲ့ဒုထောက်ရီမြကန်တစ်ဖက်မြမာတရုတ်ကုံတွေလမ်းကြောင်းမှာတော့ MNDA ကိုကန့်တက်တီထိန်းချုပ်ထားပါတယ်။ MNDA ကိုကန့်တက်ကိုစစ်ကောင်မရှင်တက်ကလက်ရှိအခြေအနေအရစီးရင်းနဲ့ထိတ်တိုက်ရင်ဆိုင်မှာမဟုတ်ဘဲ TNN နဲ့တန်းတက်ဖွဲ့တွေထိန်းချုပ်ထားတဲ့နေမျိုးတွေကိုပြန်လည်သိမ်းယူကာတီဘောနံမတူမုံဝီနမ်ခမ်းမူဆယ်လမ်းကြောင်းကိုပြန်လည်ဆွမိုးနိုင်ဖို့ထိုးစစ်ဆင်နေတာဖြစ်နိုင်တယ်လို့နေမျိုးကန်တွေကသုံးသပ်ပါတယ်။အလောင်းတွေကနေ့ရက်နေ့စပြီးတော့သူတို့ထုတ်ခွာသွားတာများတယ် နောက်သူပြင်ရည်မုံဝီနောက်နောက်ခမ်းပေါ့အဲ့လိုအဲ့လိုပေါ့သူအိုင်လောင်းချောင်းကိုသူကတုံးလို့တနေကြစုကုံရှင်တက်ဟာရှမ်းပြည်နယ်မြောက်ပိုင်းတွင်ကဆုံးရှုံးထားတဲ့မြို့ရွာတွေကို ပြန်လည်ရယူနိုင်ဖို့နီလန်းပေါင်းစုံနဲ့ဆောင်ရွက်နေတာပါလက်ရှိလာရှုံမြို့ကိုတရုတ်နိုင်ငံဂျာဝင်မှုနဲ့ပြန်လည်ရရှိခဲ့ပြီး နောင်ချိုကြောင်မဲတီဘောမြို့ကိုစီရင်နဲ့ပြန်ရယူခဲ့ပါတယ်ဆက်လက်ပြီးလဲနမ်တူမြို့နယ်ကိုစူမိုးနိုင်ရေးအတွက်ထိုးစစ်ဆင်နေတာကြောင့်ထောင်ထဲချီတဲ့ဒေတာကန်တွေစစ်ဘေးသိမ်းရှောင်နေကြရပါတယ်ကျွန်တော်ခွန်စောဦးပါ